အနက်ရရင်မူးပါလဲသွားနိုင်တယ်ကပအစိုးဆုံးရင်းနှံများနံပါတ်1အနက်အစိုးဆုံးစားစရာအခုမြင်နေရတဲ့ငါးတက်တာဘူးလေးကတော့ကပပေါ်မှာအနံဆုံးစားစရာတစ်မျိုးပဲဖြစ်ပါတယ် ဘလောက်တောင်နန်းတယ်လဲဆိုရင်ဘူးကိုအဖုံးဖွင့်လိုက်တာနဲ့ကိုမခံနိုင်လို့ထိုးအန်ကြတဲ့အထီးပဲဖြစ်ပါတယ်။သူ့ရဲ့နန်းကမြောင်းပုံနန်းနဲ့ဆင်တူပြီးတော့၆လောက်လောက်မလျှော်ပဲဝတ်ထားတဲ့ချင်းအိတ်အနံ့လိုပဲလို့ဆိုပါတယ်။နန်းလုံးဝကြီးလို့တချို့သောလေရင်တွေနဲ့ဓာတ်လီကားပေါ်ဒီမှာဆိုရင်ယူမလာဖို့အထီးတောင်တားမြစ်ထားပါတယ်။ဒီဘူးလေးကိုဆက်စတောမင်းလို့ခေါ်ပြီးတော့ဆွီဒင်နိုင်ငံရဲ့ရိုးရအစားတောက်တစ်မျိုးဖြစ်ပါတယ်။ငကြောညိုလိုခေါ်တဲ့ငါးတမျိုးကိုစားစွန်းနဲ့နေသိပ်ပြီးတော့ပုတ်တိုးသွားတဲ့ထီအောင်ပစ်ထားပြီးတော့မှစစ်သူဘူးတွေပြန်ထည့်ထားတာပါ။တနည်းပြောရရင်လာနဲ့ချီအောင်တိုးနေတဲ့ငါးအတိုးတွေဖြစ်ပါတယ်။ ဒါပေမဲ့ဒီငါးတွေကအနက်ကတော်တော်လေးဆိုးတယ်ဆိုပေမဲ့အရသာကတော့အဲ့ဒီလောက်မဆိုးဘူးလို့ဆိုပါ။အင်းပမုတ်လေးနဲ့တွဲစားရင်အညီနှန်းပြေတယ်လို့တောင်ပြောကြပြီးတော့ဆူဒန်မှာဆိုရင်မနှက်စာအနေနဲ့တောင်စားတယ်လို့သိရပါတယ်။စားနေကြမဟုတ်ဘူးဆိုရင်တော့အနှံ့ရတာနဲ့တင်ကိုသေချင်စိတ်ပေါက်သွားမယ်အနှံ့မျိုးဖြစ်ပါတယ်။ဒါကြောင့်ကြီးစားဟောင်းကိုဘာလက်ဆောင်ပေးရမှန်းမသိဖြစ်နေရင်ဒါညိုးလေးတပူးတာဝယ်ပေးထားလိုက်ဖို့အကြံပေးချင်ပါတယ်။နံပါတ်1ဒူရင်သီး ဒွင်းသီးဆိုတာကလည်းကြိုက်တဲ့သူတွေရှိပေမဲ့မကြိုက်တဲ့သူတွေအတွက်ကတော့ကြောင်ချီးလိုကိုနှာခေါင်းရှုံကြတာဖြစ်ပါစစ်တမ်းတွေက35ရာခိုင်နှုန်းသောသူတွေကဒွင်းသီးကိုအသေးရဲ့အရှင်ရဲ့ခြိုက်ကြပြီးတော့ကြံ65ရာခိုင်နှုန်းသောသူတွေကတော့ဒွင်းသီးကိုအနံ့အောင်မခံနိုင်ဘူးလို့သိရပါတယ်ဒီလိုမျိုးမကြိုက်တဲ့သူတွေကပုံများလာကြောင်းလင်းနေရထားတွေပေါ်မှာဆိုရင်ဒွင်းသီးကိုတားမြစ်ထားလိမ့်ရှိပါတယ် ွေ့ရဲ့အနှမ်းကြောင့်သာဒီရင်းသီးကိုမကြိုက်ကြဘူးဆိုပေမဲ့အနှံလေးချိတ်မိတ်ပြီးစားလိုက်ရင်တော့ကြိုက်သွားကြတယ်လို့သိရပါစစ်တမ်းတွေအရဒီရင်းသီးဆိုတာကဘာပေါ်မှာစားလို့အကောင်းဆုံးအသီးတစ်မျိုးဖြစ်တာကြောင့်ဒီရင်းသီးမစားဘူးတဲ့သူတွေကလူဖြစ်ရကြုံမနှက်ဘူးလို့ဆိုရပါနံပါတ်3 UNS ချူ ဒီကောင်ကတော့ကျွန်တော်တို့ကဘာပေါ်ကမဟုတ်ပေမဲ့စัจ java လာထဲမှာအနန်းဆုံးကောင်ကြီးဖြစ်ပါတယ် UNF2 ကကျွန်တော်တို့ရဲ့စัจ java လာထဲမှာဆိုရင်အနက်အပြင်းဆုံးလို့ပြောလို့ရပြီးတော့ hydrogen sulfide တွေနဲ့ဂျိုးတစ်ခုလုံးကိုလှမ်းခြုံထားပါဒီ hydrogen sulfide တွေကလေထုထဲမှာဆိုရင်ဆိုးရွားတဲ့အနံ့အသက်မျိုးရှိပြီးတော့ကြောက်ဥတလုံးပုတ်လာတဲ့အနံ့မျိုးဖြစ်ပါဒါကြောင့် UNF2 ကလည်းအနန္တမကောင်းတဲ့အနေအထားမှာရှိပြီးတော့ဂျိုနာကတ်လိုက်တာနဲ့ကိုကျဲဥပုံနံကြီးထောင်းနေမှာဖြစ်တယ်။နံပါတ်၄တိုက်ယိုအက်စီတုံး တိုင်ဝဲအစီတုံးဆိုတာကတော့တမိုင်းတစ်ချောင်းမှတ်တမ်းတင်ထားတဲ့အနှံ့နေတဲ့မှာအစိုးရစုံအနှံ့တစ်မျိုးဖြစ်ပါတယ်။သူ့ရဲ့အနှံ့ကဘလောက်တောင်ပြင်းတယ်လဲဆိုရင်လူအိုဘာတည်စင်နိုင်တယ်လို့ဆိုပါတယ်။၁၈၈၉ခုနှစ်တုန်းကဂျာမနီနိုင်ငံဖရိုက်ဘတ်မြို့မှာသိပ္ပံပညာရှင်တွေစမ်းသပ်မှုပြုလုပ်ရင်းကနေမတော်တဆထုတ်လုပ်ပြီးသွားတဲ့ထပ်ပေါင်းတစ်မျိုးဖြစ်ပါတယ်။အလွန်အနှံ့ဆိုတဲ့ဓာတ်ငွေဖြစ်ပြီးတော့နျူကလ ියر လိုပြန့်နှံ့တတ်တဲ့သဘောမှရှိပါတယ်။တခါတော့ကလည်းဒီဓာတ်ငွေ2ဂရမ်လောက်ယူစိမ့်သွားရကနေမီတာ850ပတ်ချာလေလောက်ကတော်တော်လေးဒုက္ခခံလဲရပါတယ်။ဒီနိုင်ငံကြောင့်ဂေါမှုအော့အန်တွေပါဖြစ်ကြတဲ့အပြင်တချို့ဆို ဆေးရုံမှာတင်လိုက်ရတဲ့လူတီးရပါတယ်သူရဲ့နှံကအတိအကျမှန်းလို့မရပါပဲရာဘာနဲ့ကြက်သွန်ကိုရောပြီးတော့မီးရှို့ထားတယ်လို့ပဲလို့ဆိုဘလို့နှံ့လဲဆိုတာကိုသိကျင်လို့ရှူကြည့်လိုက်တဲ့သူတယောက်ကတော့မြေကြီးထဲမှာအယူဆွေးသားပြီလို့တီးရနံပါတ်၅ကပအနံဆုံးပန်းပန်းဆိုတာမျိုးကမှုေးနေမှာအတိတ်ပဲရှိရပါဒါပေမဲ့ဒီပန်းကတော့တခြားဘဲပန်းနဲ့မှမတူဘဲနဲ့ဆဆိုးရွားကိုနမ်းနေတာဖြစ်ပါတယ်။ဒီပန်းကကမ္ဘာပေါ်မှာအကြီးဆုံးပန်းမျိုးစေ့ဖြစ်ပြီးတော့ပန်းတွေထဲမှာလည်းအနံဆုံးလို့ပြောလို့ရပါတယ်။ တန်းတစ်ခါပွင့်ဖို့ကိုလည်းခဏနှစ်ကနေ7နှစ်အထိကြာတတ်ပြီးတော့တစ်ခါပွင့်ရင်လည်းတရနှစ်ရက်လောက်ပဲကြာတတ်ပါတယ်။ပန်းပွင့်လာပြီဆိုရင်ဒီပန်းကနေထွက်လာတဲ့အနံ့ကိုတမိုင်ကျော်လောက်ကနေလှမ်းပြီးရနေတတ်ပါတယ်။ဒီပန်းရဲ့အနံ့ကပုတ်တိုးနေတဲ့အသားစင်းရနံ့နဲ့တူပြီးတော့တရိဆန်တကောင်ပုတ်ပွားနေတယ်လို့ပဲလို့ဆို။အဲကြောင့်ရီစားဟန်းကိုတတိယရင်လက်ဆောင်ပေးတဲ့ပန်းတစ်မျိုးပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။